MSP အာဒရိုက်တာနဲ့ကတော့အမှတ်တရပုံများသူကတော့အကိုကတရုတ်ဆောင်ကိုမင်းဦးကသဘောကောက်နေဒရိုက်တာကိုမင်းဦးကစုတယ်ဟောပွားကြီးဆုံးတော့သူ့အမေဂျော့အင်ဂျူရီဆိုအိတ်ရတဲ့လဲတာဟောရီကယမပိုင်ဆိုးဆိုရဲဂျိုဆူးမာလေးကြောင့်ဖြစ်လာတာလေစိတ်ကလေးနည်းနည်းလေးမွန်းချက်တလို့ခံစားရရနော်မွန်းချက်တလို့ခံစားရတယ်ဒါပေမဲ့ မကောင်းတာမဟုတ်လေသူကောင်းအောင်လို့ပဲပြောပေးတယ်ဆိုတဲ့အခါကျတော့ပြီးတော့နားနားတဲ့အချိန်တိတ်မပေးထမင်းစားပြီးကိုကထမင်းလုံးစီကျင်တာရမပါ့။နေသူ့လုံးဝစိတ်ပါလို့ရတော့နေသူနဲ့ဝဲနေစမ်းပါပြေးတဲ့လျှို့ရဲ့ယရနာ more and more မှာရှာဖွေပါ အကျမဒီထဲမှာဟွာပေါ့နော်ဒုက္ခိတလည်းဖြစ်တယ်ပေါ့အက်ဆီဒန့်ကြောင့်ဒုက္ခိတဖြစ်သွားတယ်ပေါ့နော်အဲ့ဆိုတူမတွေနဲ့တူမတွေအမွေလူကြတဲ့ကြားထဲမှာကျမလည်းဒီပိုင်ဂေဟာကြီးမှာအာရင်မေပိုင်ဆွနေရအမွေတပုံပါတာပေါ့တူမတွေကလည်းအဲကျမရဲ့အမွေကိုလိုချင်တယ်ပေါ့ရှင်အဲ့လိုဆိုတဲ့အခါကျတော့အာကျမတူမတွေကြားထဲမှာဖြစ်မယ်အာပြီးတဲ့အခါကျအကိုနဲ့ဖြစ်မယ်ပေါ့နော်အဲ့လိုပြိပက္ခလေးတွေပေါ့သူ့အမေ .injury ဆိုအိတ်ရတဲ့လဲတာအောင် ဟောရီရမပိုင်ဆိုးဆိုရဲဂျိုဆိုးမလေးကြောင့်ဖြစ်လာတာလေအာဒရိုက်တာနဲ့ကတော့မှတ်တရပုံများသူကတော့အကိုကအတရုတ်ဆောင်ကိုမင်းဦးကသဘောကောင်းတယ်ဒရိုက်တာကိုမင်းဦးကစုတယ်အဲကျမတို့အဲစုခံရတဲ့အထဲမှာတော့အဲ့လိုမျိုးတွေတော့မပါဘူးလေသူများတွေကြည်နေကိုယ်သတိဆွဲထားကိုကကျတော့ဝင်နေတတ်တယ်ကျမကဝင်နေတတ်ဝင်နေတတ်တဲ့အခါကျတော့လေအဲ့လိုမျိုးစုလိုက်လို့ရှင်စိတ်ကလေစိတ်မကောင်းနေဖြစ်ရတယ်လို့ဆိုတော့လေ တတိဆွဲတာလေအဆူမခံအောင်နေတယ်။ငါစီးပွားရှာမှာလားနေတော့ပြဿနာတွေရှေ့ရမှာလား။ဆိုရန်ဆိုရတယ်ဟုတ်တယ်လို့အဲ့လိုဆိုတော့လေစိတ်ကလေးနည်းနည်းလေးမွန်းချက်တယ်လို့ခံစားရတယ်နော်မွန်းချက်တယ်လို့ခံစားရတယ်ဒါပေမဲ့မကောင်းတာမဟုတ်ဘူးလေသူကောင်းအောင်လို့ပဲပြောပေးတယ်ဆိုတဲ့အခါကျတော့ပြီးတော့နားနားတဲ့အချိန်တိတ်မပေးထမင်းစားပြီးကိုကထမင်းလုံးစီကျင်တာချက်ချင်းတန်းရိုက်ကျွန်တော်ကုမ္ပဏီမှာပိုင်မီသားစုမှမဟုတ်ဘူး ဘယ်စီးပွားရေးလုပ်ငန်းရှင်ဘယ်ကုမ္ပဏီမှာကျွန်တော်ကုမ္ပဏီမှာရှယ်ယာလက်မခံနောက်ဆုံးရက်ပေါ့64ရက်နောက်ဆုံးမှာလဲကျွန်မဟိုကာအက်ဆီဒန့်ဖြစ်တဲ့အခန်းရိုက်ရသေးတယ်နောက်ဆုံးထိတွေ့လိုက်ရသေးတာအကုန်နဲ့ဟိုဘာဟိုအလုတ်ကအကုန်နဲ့မှမဟုတ်ပါဘူးအလုတ်တစ်ခုပြီးပြီးနောက်အလုတ်တစ်ခုပြီးပြီးဆိုတာနဲ့စိတ်ကအိုက်ကာရိုက်တာကိုလည်းလွှတ်ချလိုက်ရတယ်စိတ်ဒုံဒုံနဲ့ချလိုက်ရတယ်ပေါ့နော်အဲဆိုအလုတ်တစ်ခုပြီးတိုင်းပြီးတိုင်းရတော့ အဲ့ဟာနဲ့ပတ်သက်ပြီးတော့လွှတ်ချရတဲ့တော့တော့ပေါ့သွားတဲ့ဟာမျိုးအများကြီးရှိတာပေါ့နော်။ခဏလေးမှကျွန်တော်ဝစ်ချက်ပေါ်ခဏလေးများမယ်။ဟုတ်တယ်95ရာခိုင်နှုန်းမှာပဲ။အထူးထူးခြားခြားချွန်ထွက်နေတဲ့ character လည်းမဟုတ်ပါဘူး။ပြီးတော့အဲ့ကြောင့်အထူးထူးခြားခြားလုပ်ပြရတဲ့အဲတေးဥဆောင်မှုတွေလည်းကျွန်မမပါဘူးပုံမှန်ပဲ။မကူဆောင်ရင်ဒါဆက်လို့တော့ပြောလို့ရတယ်เนาะတိဥ္စာမှုလေးလည်းခက်စိတ်စိတ်လေးလည်းတွေ့လာတော့ပိတ်တက်တွေအားမေးမှုကလည်းလက်ရှိမှာအရင်ဆုံးဖြစ်နေမှာအဲ့ဒီပုံမှာတော့တိဥ္စာမှုတွေရောက်နေတဲ့စိတ်ခံစားချက်လေးဘယ်လိုလေးရှိလဲပိတ်တက်အာပထမဦးဆုံးအနေနဲ့တော့ဒီမိကင်ကကျွန်မတို့တအားမြောက်တယ်လို့ဖြစ်ပါတယ် ဒါပေမဲ့ကျမသဘောကျတယ်။ရိုက်ထားရရောသူကလည်းသူဟိုကဖြစ်ပါတယ်။လွှင့်တဲ့အခါမှာတော့အလုံးတိုက်ပြီးတော့ပြုံသွားတဲ့သဘောပါ။ဟိုကျမကျမကြီးကလည်းအများကြီးမကောင်းတဲ့ခါကျတော့ဟိုတအားကြီးရိုက်နေတာမျိုးတော့မရှိဘူးရှင်။အာဒါပေမဲ့လွှင့်တဲ့အခါယုံတင်တဲ့အခါတွေမှာအလိုမျိုးကြိုက်သွားတာလေပေါ့။အာကျမကဟိုဟိုဇက်တစ်ခုရတဲ့အခါမှာကျမပြောပါတယ်နော်။ off screen value ပဲဖြစ်ဖြစ် on screen value ပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့အတိတ်ပဲရှိရတန်ဖိုးရှိရဆိုလို့ရှင်တော့ကျမလက်ခံဖြစ်တယ်ဟိုဟာပါပေါ့ဟိုကျမကြီးရတယ်အခုဆိုလို့ရှင်ကျမကနေမကောင်းနေမကောင်းနေပေါ့နော်အဲ့လိုဆိုတဲ့ခါကျတော့ကိုပေးရတဲ့ကိုလှုပ်ရတဲ့အချိန်နဲ့တန်တဲ့ကားလေးလည်းဖြစ်ချင်တယ်ပေါ့ရှင်အဲ့ဆိုတဲ့ခါကျတော့ကျမကြိုက်နေဘာပဲဖြစ်ရိုက်တယ်ကျမတို့ဒီသစ္စာဖြစ်စီရင်စီဆိုတော့စီးရွေးလေးอ่ะမြန်မာကား ြည့်ရဲ့ပြိသက်တွေရောပေါ့နော်ရုပ်ရှင်ကြည့်ရဲ့သူတွေအားလုံးရောပေါ့ကြည့်လိုက်တာနဲ့ဇက်ကိုခတ်မှန်းမိရရှင်ဒီရဲ့ဟိုဟာပေါ့အမွေလူကြတယ်ဆိုရဲဟာခတ်မှန်းမိရအပိုင်းတစ်ဖဲကြည့်ကြည့်ဒီစာပဲကြည့်ကြည့်ထွေးလာပဲကြည့်ကြည့်ဒါတော့အမွေလူကြတယ်ဆိုပြီးတော့ခတ်မှန်းမိရအဲဒါပေမဲ့အဲ့လောက်ထိရိုးရှင်းမနေပါဘူးဒီ series ကလေရိုးရှင်းမနေပါဘူးအဲ့အကွက်အောက်လေးတွေရှိတယ်အလှည့်အပြောင်းလေးတွေရှိပါတယ်အဲ့ခါကျတော့စောက်ပြီးတော့ကြည့်ကြည့်ပေးကြပါပေးရတဲ့ ကျွန်မပြောပါတယ်ပြီးရတဲ့အချိန်နဲ့တန်တဲ့ series ဖြစ်မှာပါဗောနော်မြန်မာစတာဖစာ